ဒီဆေးဟာရင်သားနဲ့စီးရင်ကင်ဆာအချို့ကိုကုသရမှာမျောလင်းချက်မီးရှူးတစောင်တစ်ခုဖြစ်လာပါတယ်။ ADC လို့ခေါ်တဲ့ antibody ဆေးဝါးပေါင်းစပ်မှုဆေးဝါးတွေဟာကင်ဆာဆဲတွေကိုပဲတီးသက်ပြင့်မဲ့ထားတဲ့အတွက်အဆင့်မြင့်ကင်ဆာအချို့မှာအသုံးပြုနေပြီးဖြစ်ပါတယ်။အလွန်တိကျတဲ့ကုထုံးဖြစ်တဲ့အတွက်တစ်ချိန်မှာတမယိုးကျခီမိုဓာတ်ရုပ်ကုထုံးကိုတောင်အစားထိုးနိုင်ခြေရှိတယ်လို့ဆရာဝန်တွေက ပြောကြပါတယ်။ဤတွေ့ရှိချက်ကဘာလင်မြို့မှာမကြခင်ကပဲကျင်းပပြီးဆုံးသွားခဲ့တဲ့ ESMO ကန်ဆာရောဂါညီလာခံရဲ့အဓိကထူးခြားချက်တွေကတစ်ခုဖြစ်ပါတယ်။ဒီညီလာခံမှာပါဝင်တက်ရောက်သူ3000လောက်ရှိပြီးကမ္ဘာအကြီးဆုံးကန်ဆာညီလာခံတွေထဲကတစ်ခုဖြစ်ပါတယ်။ပြီးတော့ဒီတွေးရှိချက်တွေကဒီ250ပြည့်ညီလာခံအထိမ့်မှတ်ရဲ့အဓိကထူးခြားချက်တွေထဲကတစ်ခုလည်းဖြစ်ပါတယ်။ qui sont désormais appliquées ဒီစေးတွေရဲ့လေးလာတွေ့ရှိချက်တွေကြာရန်သားကင်ဆာအစောပိုင်းအဆင့်မှာပဲရှိသေးတဲ့အမျိုးသမီးတွေကိုကုသတဲ့အခါမှာဒီစေးဝါးတွေကယောဂပျောက်ကင်းရောက်အထိကုသပေးနိုင်တယ်လို့ဆိုပါတယ်ဒီစေးတွေကိုကင်ဆာအစောပိုင်းအဆင့်မှာတွေ့ရှိပြီးအပြည့်အနှံ့သေးတဲ့အခြေအနေတွေမှာအသုံးပြုတဲ့အခါပျောက်ကင်းစေတဲ့ဆေးဖြစ်ပါတယ်ဒါက ESMO 2025ရဲ့အဓိကထူးခြားချက်တစ်ခုပါပဲလို့ Uni Cancer အဖွဲ့ကြီးရဲ့အကြီးအကဲကပြောဆိုပါတယ်ဆေးဘက်ဆိုင်ရာစမ်းသပ်မှုတွေက DADC ဆေးဝါးတွေက ကင်ဆာအချို့ပြန်ဖြစ်နိုင်ခြင်းများတဲ့သူတွေမှာတော့ယောဂါပြန်ဖြစ်မှုကိုနှောင့်နှေးစေပြီးတားဆီးပေးနိုင်တာကိုလည်းတွေ့ရှိရပါတယ်။ဤလာကန်ကဆရာဝန်တချို့ကတော့ဒီဇီဝတွေနဲ့တွေ့ရှိချက်တွေကအခြေအနေကောင်းလွန်းလို့အင်မြူနိုကူထုံးတွေလို့ထိရောက်တာချင်းဆင်တူတယ်လို့ပြောဆိုပါတယ်ခင်ဗျာ။